။စာလံကျမ်းအခန်းကြီး20စာလံကျမ်းအခန်းကြီး20သည်ဘေးဒုက္ခရောက်စဉ်ထာဝရဘုရားထံပြဌနာပြုခြင်းအကြောင်းဖြစ်သည်။အခန်းငယ်1အကျွန်ုပ်ဘုရားအကျွန်ုပ်ဘုရားအဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နိ။အကျွန်ုပ်ကိုမကယ်တင်ဘဲအကျွန်ုပ်အော်ဟစ်သောစကားကိုနားမထောင်ဘဲအဘဲကြောင့်အဝေးမှနေတော်မူသည်နိ။အကျွန်ုပ်ဘုရားနေခါကျွန်တော်အော်ဟစ်တော်လဲကိုတော်ဒီနားမထောင်ပဲညခါအော်ဟစ်တော်လဲ တတချင်းတို့မရောက်ပါကိုတော်မူကဣတရေလအမျိုးတို့ရှင်းမွှန်းရ၌အကျင့်ဝတ်လျက်တန့်ရှင်းခြင်းရှိတော်မူ၏ကျွန်ုပ်တို့ဘိုးဘီတို့သည်ကိုတော်ကိုကူးစားပါ၏ကူးစားကြသည်တွင်ကိုတော်သည်ကယ်တင်တော်မူ၏သူတို့သည်ကိုတော်ကိုအော်ဟစ်၍ကယ်တင်ခြင်းသို့ရောက်ကြပါ၏ကိုတော်ကိုကူးစား၍ချက်ချောက်ရှင်းနှင့်ကင်းလွတ်ကြပါ၏အကျွန်ုပ်မူကားလူမဟုတ်ပိုးကောင်မျှသာဖြစ်ပါ၏ လူများကဲ့ရဲ့စရာလူစုအချက်ခွဲစရာဖို့ဖြစ်ပါ၏ကျွန်ုပ်ကိုမြင်သမျှသောသူတို့သည်ပြည့်ရည်ပြူခြင်းနှုတ်ခမ်းဖျဲခြင်းကောင်းကျင့်ရှင်းကိုပြုကြပါ၏သူသည်ထာဝရဘုရားကိုကူစားပြီးသူ့ကိုနှုတ်တော်မူပါလေစေသူ၌အလိုတော်ရှိလျင်ယခုပင်ကယ်တင်တော်မူပါလေစေဟုဆိုကြပါ၏သို့တော်လည်းကိုတော်သည်ကျွန်ုပ်ကိုအမိဝမ်းနဲ့ကဆွဲယူ၍နှိုးဆိုးသည့်ကာလ၌စိုးရင်ခြင်းအကြောင်းကို ပယ်ရှင်းတော်မူ၏ကျွန်ုပ်သည်ဖွားကလေးကပင် လက်တော်သို့ရောက်ပါ၏အမိဝန်ထဲမှစ၍ကိုတော်သည်ကျွန်ုပ်၏ဖျားသခင်ဖြစ်တော်မူပါ၏ကျွန်ုပ်နှင့်ဝဝေးနေတော်မူမူပါနှင့်ဘေးရန်တဲ့ရောက်လူနီးပါပြီမဆာတော်သူမရှိပါနွာလာဥတ္တဖတို့သည်ကျွန်ုပ်ကိုဝမ်း၍အာကြီးသောဘာရှံဥတ္တဖတို့သည်ဝင်းရန်လျက်နေကြပါ၏ကိုက်ဖြဲ့၍ဟောက်တတ်သောရှင်တိကဲ့သို့ကျွန်ုပ်ကိုပါဇက်ဟကြပါ၏ အကျွန်ုပ်သည်ရေခဲသို့တုန်သင်ရှင်းကိုခံရ၏အယိုးစရှိသည်များတို့သည်ပြုတ်ကြပါ၏အကျွန်ုပ်သည်ဖျောင်းခဲသို့ဖြစ်၍ယင်ထဲမှအရေကြိုလျက်ရှိပါ၏အကျွန်ုပ်ခွန်အားသည်အိုးချမ်းခဲသို့ခန်းချောက်၍ရှားသည်ပါယူလိုက်ကလျက်ရှိပါ၏ကျွန်ုပ်ကိုတေမီတိုင်အောင်ချတော်မူပါပြီခွေးတို့သည်အကျွန်ုပ်ကိုဝိုင်းလျက်စူဝေးသော လူဆိုးတို့သည်ဝန်းရံလျက်နေ၍ အကျွန်ုပ်ရှိလက်တို့ကိုထိုးဖောက်ကြပါပြီ။ကိုယိုရှိသမျှတို့ကိုအကျွန်ုပ်ရည်တွက်နိုင်ပါ၏။သူတို့သည်အကျွန်ုပ်ကိုကြည်မြင်၍အားရလျက်နေကြပါ၏။အကျွန်ုပ်အဝတ်ကိုအချင်းချင်းခွဲဝေ၍အကျွန်ုပ်အင်းကြီးကိုစည်ရည်တံချကြပါ၏။အိုးထာဝရဖျားအကျွန်ုပ်နှင့်ဝေးဝေးနေတော်မူပါနှင့်။အကျွန်ုပ်ဤခွန်အားပလအကျွန်ုပ်ကိုမဆာခြင်းကအလင်းအမြန်ကြွလာတော်မူပါ။ကျွန်ုပ်အသက်ကိုဓာပေးမှလကောင် အကျွန်ုပ်အရှိဆုံးကိုခွေးလက်မှ၎င်းကဲလှုပ်တော်မူပါချင်းသိကရွင်းမှအကျွန်ုပ်ကိုကဲတင်၍နွားရိုင်းဥကြုံထဲမှအကျွန်ုပ်ခေါ်သောအတန်ကိုနားထောင်တော်မူပါအခန်းငယ်22အခန်းငယ်22တီယုံကြည်ခြင်းဖြင့်ထာဝရဘုရားအားချီးမွမ်းခြင်းဖြစ်သည်အကျွန်ုပ်သည်တည်င်းတော်ကို ညီအကိုတို့အားကြားပြောပါမည်ပရိသတ်အလယ်မှာကိုတော်ကိုချီးမွမ်းပါမည်ထာဝရဘုရားကိုကြောက်ရွံ့တော်သူတို့ ကြီးမွမ်းခြင်းကိုပြုကြလော့။ယာကုပ်အမျိုးအပေါင်းတို့ဂုံကျေးဇူးတော်ကိုဟောပြကြလော့။ဣတရေလအမျိုးအပေါင်းတို့ကိုတော်ကိုကြောက်ရွံ့ကြလော့။အကြောင်းမူကားနှိမ်ချလျက်ရှိသောသူဤနှိမ်ချသောအဖြစ်ကိုမထီမဲ့မြင်ပြုတော်မူသည်မဟုတ်။မျက်နာတော်ကိုမလွှဲ။အော်ဟစ်သောအခါနားထောင်တော်မူပြီ။အကျွန်ုပ်သည်မဟာပရိသတ်အလယ်မှာကိုတော်ကိုချီးမွမ်း၍ကိုတော်ကိုကြောက်ရွံ့တော်သူတို့ရှိမှာ။ တစ္ဆာဂရိထားသည့်အတိုင်းတစ္ဆာဝတ်ကိုဖြီးပါမည်။တင်းချလျက်ရှိသောသူတို့သည်ဝါစွာစားရကြလိမ့်မည်။ထာဝရဘုရားကိုချာသောသူတို့သည်ချီးမွမ်းကြလိမ့်မည်။သင်တို့စိတ်နှလုံးသည်အစဉ်အမြဲအားဖြည့်ရလိမ့်မည်။မြေကြီးစွန်းချီးသည်များတို့သည်တတိယ၍ထာဝရဘုရားထံတော်သို့ကြောင်းလဲကြလိမ့်မည်။လူမျိုးနွယ်အပေါင်းတို့သည်ရှေးတော်၌ကိုးကွယ်ကြလိမ့်မည်။အကြောင်းမူကားထာဝရဘုရားသည်စိုးစံပိုင်တော်မူ၏။ လူမျိုးတို့ကိုမင်းပြူတော်မူ၏မြေကြီးပေါ်မှာကျယ်ဝသောသူအပေါင်းတို့သည်စားရ၍ကူးကွယ်ကြလိမ့်မည်ကိုယ်တက်ကိုမဆောင်နိုင်မြေမုတ်တို့ဆင်းရသောသူအားလုံးတို့သည်လည်းရှေတော်၌ပြုတ်ဝက်ညွတ်သွားကြလိမ့်မည်သူတို့မျိုးနယ်သည်လည်းဝတ်တော်ကိုပြုသည်ဖြင့်လူအစဉ်ဆက်တို့သည်သာရဖျား၏တရင်တော်ကိုကြားရကြလိမ့်မည်။ဤတို့စီရင်တော်မူပြီဟုသူတို့သည်ပေါ်လာ၍တရားတော်အမှုတော်ကို ွားသောလူမျိုးအားဖော်ပြရကြလိမ့်မည်။စာလံကျမ်းအခန်းကြီး22ပြီးပါပြီ။စာလံကျမ်းအခန်းကြီး23စာလံကျမ်းအခန်းကြီး23သည်တိုးထိန်ဖြစ်သည့်ထာဝရဘုရားအကြောင်းဖြစ်သည်။အခန်းငယ်1ထာဝရဘုရားသည်ငါ၏တိုးထိန်ဖြစ်တော်မူ၏။ငါသည်စင်းရဲမခံရ။စိမ့်လန်းသောကျဆားရရ၌ငါကိုအိပ်စီတော်မူ၏။တာယာသောမျက်နှာသို့လမ်းပြတော်မူ၏။ငါဝိညာဉ်ကိုအားဖြည့်၍ နာမတော်အဖို့လို့ငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏အကယ်၍တင်မီးအေးလွှမ်းမိုးသောကြိုင်ထဲသို့ခြောက်သွားတော်လေဘေးရန်တွေကိုမကြောက်ပါအเจ้าမူကားကိုတော်သည်ကျွန်ုပ်နှင့်တူရှိတော်မူသည်ဖြစ်၍လန်နန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အကျွန်ုပ်၏ရန်သူတို့ရှေ့မှာအကျွန်ုပ်အဖို့ဇပွဲကိုခင်းတော်မူ၏အကျွန်ုပ်ကောင်းကိုစီနှစ်လိမ့်တော်မူ၏အကျွန်ုပ်ခွက်ဖလားသည် ရှံလျက်ရှိပါ၏အကယ်စင်စစ်အကျွန်ုပ်သည်ဂျေဇုနှင့်ဂရုဏာတော်ကို တသက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်စာလံကျမ်းအခန်းကြီး23ပြီးပါပြီစာလံကျမ်းအခန်းကြီး24စာလံကျမ်းအခန်းကြီး24သည်ဘုန်းကြီးတော်ရှင်ပြန်ဖြစ်သည့်ထာဝရဘုရားအခန်းငယ်1ထာဝရဘုရားသည်မြေကြီးနှင့်မြေကြီးတစ္ဆာကို၎င်းလောကတက်နှင့် လောကသားတို့ကို၎င်းပိုင်တော်မူ၏အကြောင်းမူကားထိုနေရာကိုသမုတ်တရားပေါ်မှာတည်၍ရေများပေါ်မှာမြဲမြံစီတော်မူပြီးသာရောဖျားဤတောင်တော်ပေါ်သို့အဘယ်သူစီတက်ရမည်နည်းတန်ရှင်းရဌာနတော်၌အဘယ်သူရက်နေရမည်နည်းဟုမူကားတန်ရှင်းသောလက်နှင့်ဖြူစင်သောနှလုံးရှိသောသူမှုသားကိုမမီဝဲမစိကတ်မမှန်သောကြိမ်ဆိုခြင်းကိုမပြုသောသူသာရောဖျားဤလက်တော်မှာအကောင်းကြီးမင်္ဂလာကို၎င်း ကယ်တင်တော်မူသောဖျားသခင်လက်တော်မှဖြောင့်မရှင်တရားကို၎င်းခံရလိမ့်မည်ထိုသူသည်ထာဝရဘုရားကိုချာတော်မျိုးမျက်နာတော်ကိုချာတော်ယာကုပ်အမျိုးဖြစ်သည်အချင်းတကားတို့တကားမုတ်ကိုကြွလိုက်ကြအချင်းထာဝရတကားတို့ကိုကိုကြွလိုက်ကြဘုံကြီးသောရှင်ဘုရင်ဝင်တော်မူမည်ဘုံကြီးသောရှင်ဘုရင်ကအဘယ်သူနည်းအစွမ်းတကိုးနှင့်ပြည့်စုံတော်မူသောထာဝရဘုရားစစ်တိုက်ရှင်းကား တကူးကြီးတော်မူသော ထာဝရဘုရားပေတည်အချင်းတကားတို့တကားမုတ်ကိုကြွလိုက်ကြအချင်းထာဝရတကားတို့ကိုကိုကြွလိုက်ကြဘုံကြီးသောရှင်ဘီရင်ဝင်တော်မူမည်ဘုံကြီးသောရှင်ဘီရင်ကအဘယ်သူနည်းကောင်းငင်ဘိုးရှိအရှင်ထာဝရဘုရားပေတည်ထိုဘုရားသည်ဘုံကြီးသောရှင်ဘီရင်ဖြစ်တော်မူတည်းစာလံကျမ်းအခန်းကြီး24ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအယောက်စီတိုင်း ဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်